ါပါညီမအခုပေါ့နော်စောပြပြီးမှကတော့ CK Lorry ရဲ့ wing ကို10မိနစ်လေးကိုစောပြပြီးမှပဲဖြစ်ပါတယ် wing မိနစ်ကဆိုရင်တော့ညီမတို့တွေပေါ့နော်ညီမတို့တွေဘယ်လိုမျိုးလဲဆိုတော့အဲ wing ကို10မိနစ် formula ကညီမတို့ကိုတစ်နေ့ကို၄ချိန် formula ချပြပါတယ်ရှင်နေ့လယ်7နာရီတစ်ချိန်နေ့လယ်2နာရီတစ်ချိန်ညနေ6နာရီခွဲတစ်ချိန်ရယ်ည7နာရီတိုးတစ်ချိန်ရယ်၄ချိန်ဆိုပြီးတော့ခြာပေးပါရရှင်ညီမတို့ပေါ့နော်အခုဆိုရင်တော့6နာရီ40ခုပေါ့နော်ညီမတို့ ဖော်မြူလာတော့ခြာမင်းနေပြီပေါ့နော်ညီမကတော့အခုမှအားလို့ပေါ့နော်ညီမကအခုမှလာဝင်ဆိုရတယ်ဖြစ်ပါတယ်ညီမတို့ပေါ့နော်အခုပွဲစဉ်နံပါတ်က129ပေါ့နော်129မှာဘာထွက်တာလဲဆိုအ ေးပေါ့နော်အသေးတစ်ထွက်ထားပါတယ်အခု128ပေါ့နော်ပွဲစဉ်128မှာညီမတို့ပေါ့နော်ဗာထိုးရမလဲဆိုတာလေးကိုဒီ group လေးမှာတောင်းပြီးကြည့်နိုင်မယ်နော်128မှာ bis ကိုထိုးရမှာပဲဖြစ်ပါတယ်ညီမတို့ပေါ့နော်128ကို bis တစပေါ့နော်သူကတစထိုးခိုင်းတာဆိုတော့ bis တစပေါ့နော် bis တစထိုးရပါတယ်ညီမကြည့်ပါသူစတိုက်နိုင်နေပေါ့နော် bis ကိုတစဆိုတော့ညီမကတော့အနည်းတော့တောင်းပေါ့နော်ကိုရဲ့ငွေပေါ်မူတည်ပြီးတော့ထိုးနိုင်ရှင် bis တစပေါ့နော် bis တစ okay ရှင် bit ပေါ့နော်အကြီး128ချိန်မှာ bit ိုးလိုက်တာပါဖြစ်ပါတယ်။28ချိန်မှာတယောက်ကောင်း9600ပေါ့နော်။ညီမတတောင်းထိုးလိုက်တဲ့အတွက်ကြောင့်မလို့9600ပြင်ရပါရှင်။ကဲ128ပေါ့နော်။128ချိန်မှာအကြီးကြရဲ့အခုကြည့်မယ်။129ချိန်129ချိန်မှာညီမတို့ဘာထိုးရမလဲ။ formula ပါချပြီးလေးဆိုတော့ညီမတို့ check ကြည့်ပါမယ်။မပေါ်တော့တမနစ်မှာတမနစ်ချိန်129ချိန်မှာ small ကိုတစားပါတော့တစားထိုးရပါပဲဖြစ်ပါတယ် small တစားထိုးပါမယ်ရှင် စမောကိုတစားပေါ့နော်စမောကိုတတောင်းပေါ့နော်စမောတစားထူလိုက်ပါပြီရှင်ကဲစမောကိုတစားပေါ့နော်ညီမတို့တစားသူတို့ဖော်မြူလာ group မှာပြောရတဲ့အတိုင်းပဲညီမတို့ဖော်မြူလာချပေးတဲ့အတိုင်းပဲညီမတို့ပေါ့နော်အင်းဝင်ဝင်မောင်းနဲ့ချိန်ပြီးတော့ပေါ့နော်စာတက်ပြီးတော့ထိုးပြရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့အဲအသေးလေးပဲဆက်ကြပါရှင့်ညီမနော်ပေါ့နော်စက်တိုက်နိုင်နေပြီးရပါပြီဖြစ်ပါရဲ့ရှင့် အဲညီမတို့အခုလိုမျိုးညီမစိုးပြတယ်လို့မျိုးသူတို့ formula ရှာပြီးတာအမှရှိရေစစ်တိုင်းမနိုင်ဘူးဆိုရင်တော့ WhatsApp တက်ပြီးတော့ထိုးရမှာပဲဘိုင်းနော်အခု130ပေါ့နော်130ချိန်မှာဘာထိုးရမလဲဆိုတာတစ်ချက်လေးကြည့်မယ်နော်တမနစ်130ချိန်မှာ base ကိုတစထိုးရမှာပဲဖြစ်ပါတယ်130ချိန်ပေါ့နော်130မှာ base ကိုတစ တတောင်းပေါ့နော်ညီမတတောင်းပေါ့တစားဆိုတတောင်းပေါ့နော်ဒါကတော့အကိုတို့ရဲ့အကိုတို့ရဲ့ပစံငွေမပေါ်မူတည်ပြီးတော့တစားဆိုရှင်အကိုတို့ကပစံတတောင်းမရှိရဆိုရင်အကိုတို့ကတထောင်စီစတက်ပြီးတော့ထိုးလို့ရတယ်တထောင်ထိုးရဲ့နောက်ပြီးကြရင်၃တောင်းစတက်မနိုင်ဘူးဆိုရင်တော့ခု၉တောင်းအဲ့လိုမျိုးစတက်ပြီးတော့ပေါ့နော်တစားအဲ့လိုတက်ပြီးတော့ထိုးပြရမှာဖြစ်ပါတယ်အခုညီမအကြီးထိုးတာပေါ့နော်အကြီးမကြပဲနဲ့အသေးချသွားပါရဲ့ရှင်အသေးပေါ့နော်အသေးချသွားပါရဲ့ညီမဒီပွဲမှာတော့ရှုံးသွားပါရဲ့ရှင်တရား၃၀ ပွင့်စင်မှာတော့ညီမရှုံးသွားပါတယ်132ကြိမ်ပေါ့နော်132ကြိမ်အားညီမဘာထုတ်ရမလဲဖော်မြူလာဘာချပြည့်ရဲ့ဆိုတာတစ်ချက်ပြန်ကြည့်မယ်132ကြိမ်မှာ bis ထုတ်ရမယ်နော် bis ကို3စာပေါ့နော် bis 3စာ e ထုတ်ပေးမယ်ပြီးဖြစ်ပါတယ် bis ကို3စာပေါ့နော်ညီမကညီမက3000ပေါ့နော်ညီမ3000ထုတ်มาပြီးဖြစ်ပါတယ် bis ကို3000ထုတ်လိုက်ပါပြီရှင် ဘစ်ကိုတုံးစားပါတော့ဘစ်ကိုတုံးစားထိုးပေးပါပြီထိုးထားပါပြီပေါ့နော်ဘစ်တုံးစားပါတော့အာဘယ်လဲရှုံးပါရှင့်တရားလို့စစ်တယ်ဒီမှာလေရှုံးသွားပါရင်တုံးတောင်းထိုးသွားရှုံးသွားပါရှင့်ညီမတို့အချိန်နဲ့စဲခေါ်ပြီးရဲ့ကွန်ပျူတာလေးပြီးသွားပါပြီရှင့် အဲနောက်7နာရီပေါ့နော်ညီမကအခု6နာရီခွဲ formula ချပြတဲ့အချိန်မှာဆော့တာပဲဖြစ်ပါတယ်7နာရီထိုးအချိန်မှာနောက်တစ်တစ်ခါနောက်ဆုံးချိန်ပေါ့နော်ဒီနေ့အတွက်နောက်ဆုံးချိန် formula တစ်ချိန်နောက်တစ်တစ်ချိန်ထပ်ချပေးမှာပဲဖြစ်ပါတယ်ညီမအခုဆိုရင်တော့ပေါ့နော်ညီမဟိုညီမသူ formula ချပြတဲ့အချိန်လိုက်ထိုးတာညီမပေါ့ပစံပေါ့နော်တော်တော်တော့နိုင်သွားပါလိမ့်ရှင့်တော်တော်ပေါ့နော်ကိုအရင်ထပ်ပို့ပြီးတော့အမျက်တီးအများကြီးနိုင်သွားပါပြီရှင့် အဲညီမတို့ပေါ့နော်စောနာတို့ကညီမတို့ဒီမှာပေါ့နော်စောနာတို့ကညီမတို့ live show ရဲ့အဲရလက်လေးပေါ့နော်ညီမတို့ပေါ့နော်ဒီမှာအဲညီမဟိုတထောင်နဲ့စပြီးရောလောင်းကြီးကလောင်းကြီးကတထောင်နဲ့စပြီးရောထုတ်မယ်ဆိုရင်တော့ပုံမှန်ဆိုရင်တော့ပေါ့နော်ညီမတို့သူတို့ပြောတဲ့အတိုင်းပဲ live ထုတ်မယ်ဆိုရင်တော့ပေါ့နော်အဲအမျက်ချမှာပါညီမတို့ပေါ့နော်ဘယ်လောက်ပဲရှုံးနေစားတက်တယ်ဒါပေမဲ့အမျက်ကတော့ကျင်းတိပေါက်ရပါတယ်ရှင့်ညီမတို့ပေါ့နော်အခုအမျက်က၄000ပေါ့နော်၄000အမျက်ရပါတယ်ရှင့် ဒါတထောင်လုံးလေးပေါ့နော်ညီမဆိုလို့ရှိရင်လေညီမဆိုရင်လေရာသီနဲ့အနိုင်ငွေကိုရတာပဲဖြစ်ပါတယ်ဒါတော့မှပေါ့နော်ညီမကဟိုအစာကြီးကလိုက်ထိုးတာမဟုတ်ဘူးပေါ့နော်ညီမတဝက်တပြက်လမ်းမှာလိုက်ထိုးတာပဲဖြစ်ပါတယ်ရှင်